မင်္ဂလာပါ audio ဖိုင်စောင်းနိုင်မှအကျိုးဆုံးပါတယ်ယခုတစ်ခါမှာတော့ TSVN ER77A4D ရဲ့ဆောင်ရွက်ချက်တွေကိုဖော်ပြပေးနေတဲ့ညိုမင်းဆိုတဲ့ Facebook ကောင်းကနေရေးတင်ထားတာကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာ TSVN ER77A4D ဟာဝမ်းရင်းမြို့မြောက်ဖက်နေရာများချွေတောင်တဝိုက်နေရာများကိုဆက်လက်ကွင်းဆင်းခဲ့ပါတယ်အညာရဲ့တဲဆန်ပြီးပွားချောက်တဲ့မြေပြင်မှာ ငရင်ကြီးကြောင့်ဖြစ်ပေါ်လာခဲ့တဲ့မြေလာအကွဲချောင်းတွေဟာကြက်ကြဲနက်နက်ပုံစံမှာတွေ့ရပါဘူး။တချို့နေရာတွေမှာຢာခွင်းနေတဲ့ຢာခွင်းနေတဲ့ထွန်ရက်ထားပြီးမို့မြေလာအကွဲချောင်းအသေးလေးတွေဟာမထင်ရှားတော့ပါဘူး။လမ်းတွေမှာတော့ပြည့်ရွေထွက်ပြီးလမ်းလွဲသွားတာလမ်းတစ်ဖက်ချမ်းနှိမ့်ကျသွားတာတွေပုံမှန်လို့တွေ့ရပါတယ်။မြေချောင်းတွေနဲ့နေကတဲ့နေရာတွေမှာမြေလာအကွဲချောင်းတွေကရေတွေအမြင့်ကြီးပန်းထွက်တာ ဲတွေပါပန်းထွက်ပြီးကြက်တုံကင်းတွေတဲဖုံးသွားတာမြေပြောဝင်ပြီးအကွက်လိုက်ကြီးတွေနှိမ့်ကျကျွန်ဆင်းသွားတာတွေတွေ့ရပါတယ်ဇေရီပထိုးចောင်းကံများနဲ့တက်တန်းရင်အဆောက်အုံများအများဆုံးပျော်ကျပျက်စီးပြီးတစ်တိုင်နဲ့အုံညက်ဆောက်ထားတဲ့အိမ်တွေထိခိုက်ပျက်စီးမှုနှဲတာတွေ့ရပါတယ် day 7 21ရက်4လ2025ဝမ်းပြမြောက်မြောက်ဖက်မှာရှိတဲ့ဖျက်ဖြူကျေးရွာရွာရှည်ကျေးရွာ ရွှေတောင်တိုက်နယ်ရွာဝဲကျွရများတဝိုက်ကမြေလွှာအကွဲချောင်းတွေကိုကွင်းဆင်းခဲ့ပါတယ်။ရွှေတောင်ကျေးလက်ကျမ်းမာရေးဌာနအနေနဲ့ရန်ကုန်မန္တလေးကားလမ်းမကြီးပေါ်ဖြတ်သွားတဲ့မြေလွှာအကွဲချောင်းတွေနေရာမှာတတိတတလမ်းဆက်လွဲသွားတာတွေ့ရပါတယ်။ရွာဝဲရွာရဲ့တောင်ဘက်ကလက်ကွင်းတွေထဲမှာမြေလွှာအကွဲချောင်းကြီးတွေကိုကဏ္ဍရအပင်တွေကြားတွေ့ရပါတယ်။ရွာဝဲရွာအနောက်ဘက်ကဖျားနေရေကန်ပေါင်းတွေမှာလည်းမြေလွှာအကွဲချောင်းတွေဖြတ်သွားတာတွေ့ရပါတယ်။ day 8 22ရက်၄လ2025မြသားမြို့နယ်ကပောင်မြန်ကျေးရွာရေကန်ကျေးရွာတောင်တွင်ကျေးရွာရွှေမင်းဝံတောင်ကျောမန်ညိုကျေးရွာများတဝိုက်ကွင်းဆင်းခဲ့ပါတယ်မြသားမြို့နယ်ပြည်လန်းပေါ်ကစမုံချောင်းကူတရားမှာလဲထိခိုက်ပျက်စီးမှုအနှံငယ်တွေ့ရပါတယ်စမုံပေါ့ရီထင်းတကာရေပိုလွဲဆယ်ပေါင်းတွေမှာလဲပျက်စီးမှုတချို့တွေ့ရပါတယ်ပောင်မြန်ကျေးရွာပောင်မြန်ကွင်းနီးပြည်လန်းပေါ်မှာတိတိတတ်တာ လမ်းပြေကျွန်းနှိမ့်ကျသွားတာတွေ့ရပါတယ်။တမောင်ချောင်းတစ်ချောင်းအနီးတစ်ဝိုက်ကငှက်ပြောတော်များကြက်တောင်ကဲများမှအကွဲချောင်းမှတဲရောရေများပန်းထွက်လာပြီးဆက်ခင်းများရှစ်လက်မခန့်တဲဖုံးသွားလို့ဆုံးရှုံးခဲ့ရပါတယ်။ငှက်ပြောကဲများလည်းမြေပြင်နှိမ့်ကျကျွန်းဆင်းသွားပြီး အခင်းပြက်စေးတာမျိုးရှိပါတယ်။ဆယ်ရီပေးမြောင်းလက်တန်တွေမှာလည်းအကွဲချောင်းဖြတ်တန်းလို့ထိခိုက်ပျက်စီးမှုအချို့တွေ့ရပါတယ်။ရွှေမင်းဝံတောင်ကျောင်းတစ်ချောင်း မြေလာအကွဲချောင်းဖြတ်သွားပြီးရွှေမင်းဝန်စရီအလုံးစုံပြိုကျပျက်စီးသွားပါတယ်တင်းမြင်ခွေစရီဖျားဘူးနားနေဆောင်ဇေယများနဲ့ကြောင်းအချို့လည်းပျက်စီးပါတယ်ညောင်ဝန်းရွာအရှိဘက်လက်ခွဲများနဲ့မန်ညိုကျေးရွာမူလာတန်းကြောင်းတောင်ဘက်လက်ခွဲများတွင်လည်းမြေလာအကွဲချောင်းများဖြစ်ပေါ်လျက်ရှိတာတွေ့ရပါတယ်ဘေးပြရတဲ့ကင်းဝဲလို့ချမ်းမြေ့ပျော်ရွှင်ကြပါစေမြို့မင်းအကောင်းကတင်ထားတာကိုပဲဆက်လက်ပြီးတော့ဖတ်ပြပါအောင်မယ် TSBN E77 Info တင်ဟာမန္တလေးငလျင်ကြီးကြောင့်ဖြစ်ပေါ်လာခဲ့တဲ့မြေလွာအကွဲချောင်းတွေကိုဆက်လက်ကွင်းဆင်းခဲ့ရာတရဦးလေစိတ်ဝန်းကျင်နေရများကိုကြော်ချံပြီးထားခဲ့ပါတယ်။တန်းလောင်းတက်ကျေးရွာအနောက်မြောက်ဖက်လက်ကွင်းများတဲမောင်းကန်ကျေးရွာဘက်နေရာများတွင်လည်းမြေလွာအကွဲချောင်းများဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။တရဦးမြို့အဝိုင်းမှပလိတ်မြို့ဘက်သို့သွားသည့်ကားလမ်းပေါ်တွင်မြေလွာအကွဲချောင်းဖြတ်သွားပြီးလမ်းကိုပြန်လည်ပြုပြင်ထားပါတယ်။ တရဲဦးမြောက်မြောက်ဖက်အမြန်လမ်းပေါ်တွင်လည်းရေလွှာအကွဲချောင်းတွေဖြတ်သွားပြီးလမ်းကိုယာယီပြုပြင်ထားပါတယ်။အမြန်လမ်းပေါ်ရှိမြက်ငယ်မြကူတရာလည်းထိခိုက်ပျက်စီးလျက်ရှိပြီးဖြတ်တန်းသွားလာလို့မရပါဘူး။စကိုင်းမြို့မှာတော့မြို့ရင်းလူနေအိမ်များစွာ ထိခိုက်ပျက်စီးတာတွေ့ရပါတယ်။မင်းဝန်တောင်ရိုးအရှိချမ်းတစ်ချက်ဘုံကြီးချောင်းတိလရှင်စာတင်၌စေရီပထိုးများစွာပျက်စီးပြီးမြေလွာအကွဲချောင်းကြီးတွေတောက်လျှောက်ဖြတ်သွားတာတွေ့ရပါတယ်။ ကိုင်းတောင်ပေါ်မှာလည်းဇေဒီကျောင်းကံအချို့ထိခိုက်ပျက်စီးလျက်ရှိပါတယ်။ Day 9 23ရက်4လ2025တရဦးမြို့ရဲ့ဝန်ကျင်နေရာများကိုလုံခြုံရေးဆိုင်ရာကန့်သက်ချက်အချို့ကြောင့်ကွင်းဆင်းခြင်းမပြုခဲ့ပါဘူး။မြေလွာအကွဲကျောင်းအရှိတ်ရှိပလိမြို့နေရာချို့မှာတော့ငလင်ကျောင်းမြေပြင်နှင်းကျကျွန်ဆင်းသွားပြီးအကွဲကျောင်းအကျယ်ယူရဖြစ်ပေါ်လျက်ရှိပါတယ်။မြင့်ငယ်မြင့်တဲ့ဘက်ကတာယာကျွန်းနဲ့ စစ်တရကျေးရွာတွေမှာစတူရန်ပေတောင်ခွဲခန့်ရှိတဲ့အကွက်လိုက်မြေကွဲအပ်ပြီးမြေကျွန်းနှင်းကြရာတွေတွေ့ရှိရပါတယ်။မြေပြောင်းဝင်မှုကြောင့်လို့ယူဆရတဲ့မြေကျွန်းနှင်းကြသွားတဲ့နေရာတွေမှာလူနေအိမ်များဆိုင်ကယ်များတရက်ဆိုင်ခင်းများပါလိုက်ပါနှင်းကြထိခိုက်ပျက်စီးတာတွေ့ရှိရပါတယ်။ပြုံဆင်းသွားတဲ့အနက်ဟာတချို့နေရာတွေမှာအိမ်တလုံးစာခန့်တရက်ပင်ကြီးတစ်ပင်ခန့်အမြင်ရှိပါတယ်။ချင်းကန်မြို့နယ်ပလိတ်မြို့မှာတော့ ဇေရီပထိုးများဘာသာရေးကြောင်းများတတ်တန်းရင်လူနေရေးများအတော်ပြည့်စည်တာတွေ့ရှိရပါတယ်ဒေတမ်24ရက်လေးလ2025စကိုင်းမြို့တွင်မြေလွာအကွဲကြောင်းဖြတ်သွားသည့်နေရာများကိုကွင်းဆင်းခဲ့ပါတယ်အင်ဝမန်နုအောက်ကြောင်းဘက်မှလာတဲ့ငလင်းအကွဲကြောင်းဟာအရာရီမြတွင်းကနေစကိုင်းမြို့ဘက်ကိုအင်ဝဒရာနောက်တောင်ဘက်ပေ1300ခန့်အကွာကန်းဆက်ကနေကွဲအပ်ဖြစ်ပေါ်သွားပါတယ် ရုပ်ပေါ်ရက်ွက်များရှိလူနေရိမ်များဘာသာရေးစာအုပ်များစွာ ထိခိုက်ပျက်စီးပါれ။သကိုင်းပူရာယုံလမ်းဆောင်နီးရစင်ကြီးရွှေပုံဆောက်ထားတဲ့ရုပ်ရှင်ယုံကတော့ယုံတစ်ဘေးကက်လျက်မြေအက်ကွဲကြောင်းဖြတ်သွားပြီးအနည်းဝန်းကျင်ကစာအုပ်အလုံးကိုသိုးဝါးစွာ ထိခိုက်ပျက်စီးကုန်ဝင်မဲ့ရုပ်ရှင်ယုံထိခိုက်မှုမရှိတာတွေ့ရပါれ။တူပါယုံလမ်းနဲ့မင်းလန်းကြားရှိကန္နလာနေရာမှာမြေလွာအက်ကွဲကြောင်းတွေဖြစ်ပြီးလမ်းအဆက်တိတာစွာလွဲနေတာတွေ့ရပါれ။ မယထဘူရာအနီးလန်းဆောင်နဲ့ရောက်ရှင်ရောင်အကြားပေတင်စအကြောင်းဒီမှာလဲလမ်းအဆက်လွဲနေတာကိုတိတာထင်ရှားစွာတွေ့ရှိရပါတယ်။ကိုဗစ်ရတာတောင်ဘက်ပိုင်းရှိထူပါယုံလန်းနဲ့မင်းလန်းတို့ကိုအရှိနောက်ဆက်သွယ်ထားတဲ့လမ်းသွယ်များလဲလမ်းအဆက်လွဲနေတာတွေ့ရပါတယ်။မရှိခနဖျားနေရှိလမ်းမကြီးပေါ်တွင်လဲလမ်းအဆက်လွဲနေတာတွေတွေ့ရှိရပါတယ်။ဘုရားတက္ကသိုလ်နေရှိသီရိမင်္ဂလာကျောင်းတိုက်အနီးလမ်းပေါ်တွင်လဲအကွဲကျောင်းဖြစ်ပေါ်ပြီး လမ်းအဆက်လွဲသွားတာထင်ရှားစွာတွေ့ရပါတယ်။မြေလွာအကွဲကျောင်းဟာမင်းဝံတောင်ရုပ်အရှိတ်ဘက်ချမ်းတောင်ထိပ်ကျောင်းတစ်ချက်ဖြတ်သွားပါတယ်။ဘုံကြီးကျောင်းသီလရှင်စာတင်၌သတိဘာသာရေးစာအုပ်များအကွဲကျောင်းဓာတ်ရိုက်ဖြတ်ပြီးအတော်ပြည့်စည်ပါတယ်။အသက်ထိခိုက်ဆုံးရှုံးမှုလည်းများကြောင်းသိရှိရပါတယ်။သကိုင်းတောင်ရုပ်ပေါ်မှာတော့မြေလွာအကွဲကျောင်းမတွေ့ရပဲဇေဒီပထိုးကျောင်းကန်အစာအုပ်ချို့ထိခိုက်ပျက်စီးတာတွေ့ရပါတယ်။ ထင်ရှားတဲ့စွမ်းဥပုံညာရှင်စေတီဥမြင့်30ဖျားတို့လည်းထိခိုက်ပျက်စီးမှုရှိပါတယ်။ဘေးပရတဲ့ကင်းဝေးလို့အေချမ်းတာယာရှိကြပါစေ။ဆက်လက်ပြီးတော့ညုံမင်းဆိုတဲ့ဖေဖိုကောင်းကရေးတင်ထားတာကိုပဲဖတ်ပြပါအောင်မယ်။ TSPN ER77 Info D ဟာစကိုင်းမြို့မင်းဝန်တောင်ကျောတစ်လျှောက်စကိုင်းတောင်နဲ့မင်းဝန်တောင်ရောက်ဖက်အစုံတောင်ညာနေရငလင်းဘိုးဟုတ်ချက် စရေးရွာအနောက်နားနေရရေကားအင်း မင်းကုန်းဒေသမုံမိတ်ကုန်းမြေတဝိုက်မင်းကုန်းပထမတော်ကြီးတဝိုက်တို့ကိုဆက်လက်ကွင်းဆင်းခဲ့ပါတယ်။သခိုင်းမြို့ပေါ်မှာတော့အကွဲကြောင်းတစ်ချောက်ရှေ့နောက်ဆက်သွယ်ထားတဲ့လမ်းတွေဟာတိတိတသာလမ်းဆက်ရဲသွားတာတွေ့ရတယ်။အိမ်တွေလမ်းတွေကိုအကွဲကြောင်းက90ဒီဂရီကန်လန်းဖြတ်ရင် ပိုးအပြက်စီးကြည့်တယ်။55ဒီဂရီတစောင်းဖြတ်ရင်နည်းနည်းအပြက်စီးရောက်ပြီး0ဒီဂရီအပြိုင်ဘေးကပ်ဖြတ်တာတောင် အပြက်စီးတက်တရာတွေ့ရတယ်။ဇကိုင်းမှာတောင်မက်မျက်နှာလက်ဇေယသီရိရောက်ရှင်ယုံသောက်လောက်ထားပုံစနစ်ကျတာထက်မတွက်ပါကအရှိဘက်မျက်နှာလက်နှစ်ဖေးကအိမ်ွေချာအကွဲချောင်းဖက်သွားတာမှာပြက်စီးသွားတဲ့အနေထားကိုသတိပြုကြည့်ရင်သိနိုင်ပါတယ်။အရှိဘက်မျက်နှာလက်နှစ်ဖေးကအိမ်ွေချာအရှိဘက်မျက်နှာလက်နှစ်ဖေးကအိမ်ွေချာအရှိဘက်မျက်နှာလက်နှစ်ဖေးကအိမ်ွေချာအကွဲချောင်းဖက်သွားတာမှာ ပျက်စီးသွားတဲ့အနေအထားကိုသတိပြုကြည့်ရင်တွေ့နိုင်တယ်။မဲမောင်တောင်ရုပ်အရှိဘတ်ချန်းတောင်ထိပ်ကျော်တချောက် အကွဲချောင်းဖျက်သွားတာမို့ဖုံးတော်ကြီးချောင်းသီလရှင်စာတင်၌စားသည့်ဘာသာရေးစာအုပ်များအတော်ပျက်စီးပါတယ်။မဲမောင်တောင်နဲ့သခိုင်းတောင်တို့ကမြေယူထားလို့ကဘာလို့ဖြစ်နေတဲ့နေရာတွေမှာငလင်ကြောင့်မြေပြိုပက်ကြရတွေတွေ့ရပါတယ်။ Day 11 25ရက်4လ2025မြေငလင်အကွဲချောင်းဟာ မဲဝန်တောင်ကျော်အရှိဘက်တောင်စင်ကြီးရှောရီတျောက်ဘာသာရေးဆိုင်ရာအစအဦးတော်တော်များများဘာသာရေးဆိုင်ရာအစအဦးတော်တော်များများကိုဖျက်ဆီးသွားပါတယ်ပြိုကျပြက်စီးနေတဲ့ဇေဒီပထိုးចောင်းငံဇရက်တွေမှာနိုင်တလောက်ရှင်းနေတာတီလာရှင်လေးတွေကဖယ်ရှားရှင်လင်းရေးလုပ်နေရင်အောက်ကောင်းတာလေးတွေတစ်ချက်ချင်းပြန်ယူနေတာအသက်ဆုံးရှုံးတာကိုခန္ဓာအစိပ်ပိုင်းဆွန့်ရတာကြားရမြင်ရတွေ့ရတာစိတ်မကောင်းစရာပါဖျားပြောចောင်းပြက်ချာ လူချင်းနဲ့စိတ်ရံရင်းမြင်ကွင်းတွေကရှင်မောစရာပါမဲမွန်တောင်ကျော်ရဲ့နောက်ဘက်ချမ်းကတော့အပြက်စီးတက်တာတယ်ပြိုကျပြက်စီးသွားတဲ့ရုပ်ပွားတော်တဆူရဲ့ဟိုးနောက်ဘက်မှာ ကောင်းမှုတော်စေတီကိုလှမ်းဖူးမြင်တွေ့ရတယ်အရှိဘက်ကစကိုင်းတောင်မြင်ကွင်းမှာလည်းတချို့တွေပြက်စီးလို့ပါအေးချမ်းပြီးရမောဝယ်ကောင်းတဲ့စကိုင်းတောင်ရုပ်တစ်ချောင်းစေတီကျောင်းကံပြက်စီးအချို့တွေ့ရတယ်ထင်ရှားတဲ့စွမ်းဥပုံညာရှင်စေတီနဲ့ ဥမင်30ဖျားတွေလည်းထိခိုက်ပျက်စီးတယ်။တရားရီမျက်ရှုခင်းကိုမြင်နေရတဲ့စကားဝင်အောက်ကခုံလေးလည်းပျက်စီးနေပါတယ်။ဘေးပြရတဲ့ကင်းကွာလို့အမြန်ဆုံးအေးချမ်းတရားရှိကြပါစေ။